အကြီးတော်ပြောမှုတဲ့စကားလေးတခုရှိတယ်။ဘဝမှာတစ်ခါပဲမွဲတည်ဘူးရဲ့။ဒါပေမဲ့ကြာချင်းကတော့တသက်လုံးပေါ့။ဒီစကားလေးကိုဒီစကားစုလေးကိုဖတ်လိုက်တဲ့အခါမှာကြီးမောစရာတော့ကောင်းတယ်။ဒါပေမဲ့ကြီးပြီးရင်ကျွန်တော်တို့ဘဝမှာမောရတယ်ပေါ့။ဘာလဲဆိုတော့ဒုက္ခအတွင်းထဲကိုကျွန်တော်တို့ရောက်သွားပြီဆိုရင်ခဏတစ်ဖြုတ်လို့ထင်ပေမဲ့လည်းလုံးဝဆုံးဆုံးမြုပ်သွားတဲ့ဘဝတွေရှိတယ်ဆိုတဲ့အကြောင်းသတိထားမိတဲ့အခါမှာကျွန်တော်တို့ဘဝမှာမောစရာတွေဖြစ်စေနိုင်တယ်။ငငယ်ပြပြနဲ့လမ်းလျှောက်နေရတဲ့ လူတစ်ယောက်ကညပတ်နေတဲ့ရေအိုင်ကိုတွေ့တဲ့အခါမှာရေစာလုံးတဲ့အတွက်သူဟာခဏတစ်ဖြုတ်ဝင်ရောက်ပြီးတော့ရေတောက်မိလိုက်မယ်။ဒါပေမဲ့လမ်းတစ်လျှောက်လုံးအဲ့လိုရေပဲတွေ့တဲ့အခါမှာလည်းသူကဒါကိုပဲမှီဝဲမိနေလိုက်မယ်။အဲ့ဒီသဘောတရားပဲကျွန်တော်တို့အမောင်ထုကြီးကအများနဲ့ခေါင်းမှုချုံထားတယ်။အများနဲ့ပေါဝင်ခြင်းမှာအမောင်ထုကြီးပဲပုံလွှမ်းနေတဲ့အချိန်မှာကျွန်တော်တို့ဖြတ်တန်းနေရတဲ့လမ်းတစ်လျှောက်မှာအခက်အခဲတွေနဲ့အများစွာကြုံရတယ်။ဒါပေမဲ့အဲ့လိုအခက်အခဲတွေနဲ့ကြုံရတဲ့အခါမှာ ကောင်းကင်ဘောကလှနေတဲ့ကျဲကိုကျွန်တော်တို့ခံစားမိမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီအခက်ခဲတွေကြားမှာပဲကျွန်တော်တို့ကရုန်းကန်နေရရင်နဲ့ဆုံဆုံမြုပ်တက်တဲ့ဘဝတွေရှိတယ်။အဲ့လိုဘဝတွေကိုကျွန်တော်အခုပြောမယ့်စာအုပ်လေးထဲမှာလေ့လာနိုင်ပါတယ်။မြန်မာပြည်ရဲ့မောင်ခိုလောကအကြောင်းမြန်မာပြည်အထက်ပိုင်းရဲ့မောင်ခိုလောက1960ဝန်းကျင်ကအဖြစ်ပြက်လေးတစ်ခုကိုဇလန်းလေးတစ်ပုဒ်နဲ့ကျွန်တော်ပြပြပေးခြင်းနဲ့အားလုံးမင်္ဂလာပါ review my benevolence ကပြန်လည်ကြိုဆိုလိုက်ပါတယ် န်ကဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ပေါ့တမဝိုင်မားဆိုင်နေဖွင့်တယ်တမဝိုင်မားဆိုင်နေဖွင့်ပြီးတော့ဒီဆိုင်တွင်းမှာပဲအကုန်လုံးကတန်းစီပြီးတော့ဝယ်ရတဲ့စနစ်တစ်ခုပေါ့ဒါပေမဲ့အဲ့မှာရှိတယ်အရှိမတော့ရောင်းတယ်အနောက်မှာတော့ခိုးထုတ်ကြတယ်အဲ့လိုခိုးထုတ်ပြီးတော့အပြင်မှာကျတော့ဈေးတင်ပြီးတော့ရောင်းကြတယ်လူတွေကတန်းမစီချင်ဘူးဒီဝယ်ချားမဲ့ဥစ္စာကိုအချိန်ဆောင်ရတမဝိုင်မားဆိုင်တွင်းမှာအချိန်ကိုဆောင်ရတဲ့အတွက်အချိန်အများကြီးပေးရတဲ့အတွက် ပြီးတော့လေကိုယ်လည်းကြာရင်ပစ္စည်းကပြတ်သွားတဲ့အတွက်မရတာတွေများတယ်အဲ့ဒီအတွက်ကြောင့်မလုပ်ကြလဲဆိုတော့ဒီပစ္စည်းတွေကိုခိုးထုတ်တယ်ခိုးသွင်းလာတဲ့ပစ္စည်းတွေကိုအပြင်မှာဈေးကြီးကြီးနဲ့ပေးဝယ်ကြတယ်။အောင်တဲ့လူတွေကလည်းဘသူတည်တည်ငတိမာယူပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ဒီစီးပွားရေးတွေးဆဖို့ကောင်းတဲ့ပုံစံမျိုးအမျက်ကြီးစားပြီးတော့ရှောင်ကြတယ်။အဲ့ဒါနဲ့ပဲတစင်မှောင်ခိုလောကဆိုတာပေါ်လာခဲ့တယ်လို့ပြောရမယ်။ socially aimed ကဘာတွေဖြစ်လာလဲဆိုတော့အလုံးမဲ့ ဒုက္ခတွေဖြစ်လာတယ်ပြီးတော့ကုန်ပစ္စည်းတွေကအစမတန်ဈေးကြီးတဲ့အရာကိုခံစားရတဲ့သူတွေများလာတယ်လို့ပြောရမယ်လူတွေကဒုက္ခပင်လယ်ဝေလာကြတယ်ဒုက္ခပင်လယ်ဝေပြီးတော့စားဖို့တောက်ဖို့အတွက်ကိုခက်ခဲလာတယ်ထမင်းငတ်တော့ဘာလုပ်လဲဆိုတော့ပေါင်ခိုလုပ်ကြတယ်ပေါင်ခိုလုပ်ပြီးတော့ဒီရှာဖွေစားတော့ကြတယ်အဲ့မောင်ခိုလုပ်တော့အဖမ်းမခံရဘူးလားဆိုတော့အဖမ်းခံရတယ်အဖမ်းခံရရင်လိုင်းကြီးပေးပြီးတော့ပြန်လွတ်လာတယ်ဒါပြီးတော့ဒါရီကိုပဲပြန်လုပ်တယ်ပြီးတော့တချို့ကျတော့လည်းမောင်ခိုလုပ်ရင်လည်းအဖမ်းခံရရင် ထောင်ကြရတယ်ထောင်ကြရင်တော့သူတို့ကကျင်နဲ့နေတဲ့လူတွေရှိတယ်။ဘာလဲဆိုတော့ထောင်ထဲမှာထမင်းကျွေးတယ်။အပြင်မှာဆိုထမင်းငတ်တယ်ပေါ့။အဲ့လိုအယူဆတွေနဲ့ပဲဒီမောက်ခိုလောကကြီးကအဲအသေးအလက်အကြီးအနေနဲ့ကြဲကြဲပြန့်ပြန့်ရှိလာတယ်။အိမ်တိုင်းအိမ်တိုင်းမှာမောက်ခိုလုတဲ့သူတွေကြီးပဲများလာတယ်။ဘယ်ရက်တည်တာလဲဆိုတော့ပခုတ်ကူတို့ရေစကြိုးတို့မုံရွာတို့ကလေးတို့တက်မှုတို့ပြီးတော့မန္တလေးတာကြည်လေးဟဲဝိုးကျိုင်းတုံစတဲ့အရာတွေကိုဒီမောက်ခိုလောကရဲ့အရာတွေကို highlight လုပ်ထားတယ် စာအုပ်တော်ပေါ့မြန်မာပြည်အနှံပြောင်းမှာမောင်ခူဈေးကွက်ကြီးမောင်ခူအရာလောကကြီးကကျယ်ပြန့်လာတဲ့အခါမှာကျွန်တော်ကအခုမြန်မာပြည်အထက်ပိုင်းမှာဖြစ်ခဲ့တဲ့မောင်ခူအကြောင်းကိုပဲအဓိကပြောမယ်အဲ့ဒီအရာကိုချေမှုန်းထားတဲ့စာအုပ်လေးတုံးရှိတယ်အဲ့စာအုပ်ကတော့ဆရာမြတ်တန်းနဲ့ပင်ကိုရေးထားတဲ့မာယာပုံစိုးတဲ့စာအုပ်လေးပဲဖြစ်တယ်ဒီစာအုပ်ထဲမှာဒီမြန်မာပြည်အထက်ပိုင်းရဲ့ဒီမောင်ခူလောကအကြောင်းကိုကြည်ကြေပြပြန့်ရေးသားသလိုဒီတမှုတို့မုံရွာတို့ ပခုတ်ကူဘတ်တွေပေါ့နော်အဲ့ဒီဘတ်တွေကဒေသန္တရဘူးသူဒ္ဓတွေရင်းမြေတဘာဝအကြောင်းတွေကိုလည်းကျွန်တော်တို့ဒီစာအုပ်ထဲမှာအကျယ်တဝင်းလေ့လာလို့ကြားနိုင်တယ်။ဟိုဟိုလောက်တယ်ဆိုတော့ဘလိုရာတွေကိုမှောက်ကိုလောက်လဲဒီစာအုပ်ထဲမှာလေ့လာကြည့်မယ်ဆိုရင်ကုံတဲ့အသေးစားတွေကြတော့အချီလုံးတို့အချုပ်ဆက်တို့အဝေးအထဲစားစရာတွေကမကြံမင်းနဲ့အကုန်လုံးမှောက်ကိုကူရယ်ကုံတဲ့လက်စားတွေကြတော့စပိန်တို့ဆိုင်ကယ်တို့မော်တော်ကားတို့စတဲ့ကုန်ပစ္စည်းလက်စားတွေကိုမှောက်ကိုကူကြတယ်။ဂျဲရီနဲ့ပေါင်းပြီးတော့အာနာရှိတဲ့ငွေပေါ်တဲ့သူတွေဝိသမလောဘသားတွေကြတော့ ဒီဘိန်းဖြူတို့ကြောက်စိမ့်တို့ရွှေချောင်းတွေခိုးသွင်းတယ်ခိုးထုတ်တယ်အဲ့ဒီခေတ်မှာငွေရှာရတာခက်ပေမဲ့အဲ့လူတန်းသားအတွက်ကတော့ငွေရှာရတာအလုံးလွယ်တယ်အလောက်ခံရှားပါနေတဲ့အချိန်မှာသူတို့အတွက်မောင်ခိုးလောက်ကတာလွယ်ကူတယ်လို့ပြောရမယ်ဒီမောင်ခိုးလောကရဲ့အကြောင်းကိုကြည့်မယ်ဆိုရင်သူတို့လူငါသမင်းရှင်ပြိုင်ကြတဲ့နေပါမယ်တိုက်ခိုက်ကြတဲ့အခန်းတွေပါမယ်လူငယ်တွေကိုငွေပေးပြီးတော့ထင်ရဆိုင်းစီပြီးတော့လဘာစီအဖြစ်မွေးမြူထားကြတာတွေကိုလည်းကျွန်တော်တို့ဒီစာအုပ်ထဲမှာစနစ်အရာတွေ့ရမြင်ရနိုင်တယ် ပါဆာမျက်နာ938ပါတယ်ဆာမျက်တန်းတင်းရဲ့ပင်ကိုကြီးတွေထဲမှာအကောင်းဆုံးတွေကတအုံးနေနဲ့ပါဝင်တယ်မာယာဘုံဆိုတာလူလောဘရဲ့နဲ့အတူဖြစ်ပေါ်လာတဲ့လူတွေရဲ့မာယာပေါ့မာယာအလဲအပြောင်းတွေကိုတင်စားထားတဲ့စာအုပ်တော့ပဲဖြစ်တယ်လူတွေကကြောက်တွေနဲ့ကြောက်စရိတွေနဲ့တူတယ်ပေါ့နော်ဒီနေရာဒေသမှာဖြစ်ပျက်နေတဲ့ကြောက်လေးတွေနဲ့တူတယ်ကြောက်တွေကနေရာပတ်ဝန်းကျင်အနေထားကိုလိုက်ပြီးတော့ပြောင်းလဲတယ်ဒါပေမဲ့လူတွေကလည်း တို့နီးတူပဲပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲတတ်တယ်။ကြောက်တွေကတော့သူတို့ဖီအားတွေတဘာဝဒဏ်တွေကိုခံပြီးတော့ပြောင်းလဲပင်မဲ့လေသူတို့ရဲ့ငကိုဇီဝကျုပ်ကမပြောက်သွားဘူးကြောက်ခဲရကြောက်ခဲပဲကြောက်တော့ကကြောက်တော့ပဲဒါပေမဲ့လူကတော့ပြောင်းလဲသွားတယ်အဲ့လိုပဲအလဲပြောင်းဖြစ်လာတဲ့ဒီမောင်ခူလောကရဲ့အပြက်သဘောတွေအဖြစ်ပြက်များစွာကိုဒီစောက်ထဲမှာထည့်သွင်းဖော်ပြထားတယ်လို့ပြောရမယ်ဒီမြမပြည်အထက်ပိုင်းရဲ့မောင်ခူလောကရဲ့ဝင်ပေါက်ကတော့မုံရွာပဲဖြစ်တယ် ဒီယမားချောင်းကိုဖြတ်ပြီးတော့တမူးမုံရွာလမ်းပေါ်မှာအလုရှုပ်နေတဲ့သူတယောက်ရှိတယ်သူကတော့တောသူမာလေးအိမပဲဖြစ်တယ်တောသူမာလေးအိမကသူ့ရဲ့ရွာမှာအရင်တော့ကဒီပဲတွေကိုတည်ပြီးတော့မုံရွာစည်းရဲကိုပို့တယ်အဲ့ရနေပြီးတော့လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးတော့သူ့ရွာကိုပြန်လာတယ်ပေါ့အဲ့လိုပဲတမအာဇီဝကြကြလုံနေရင်းကနေပြီးတော့သူ့ဘဝကထမင်းငတ်တဲ့ဂိမ်းဆိုင်လာတယ်အဲ့ခါမှာသူစဉ်းစားမိတယ်ထမင်းအငတ်ခံမလားထမင်းတလုံးအတွက်မှောက်ကိုလုံမလားပေါ့ သူ့ရဲ့ညီမလေးတိုးမကိုပညာတက်ကြီးဖြစ်စေခြင်းနဲ့သူ့အမေကိုလည်းမျက်စိခွဲစိတ်ပေးခြင်းနဲ့အဖေကတော့မရှိတော့ဘူးသူတို့ဘဝမှာအဖေကသူတို့ကိုတန်ရာတွေပဲပေးခဲ့တယ်ဘာလို့လဲဆိုတော့လူသက်မှုတွေဓမြမှုတွေနဲ့ပဲသူတို့မိသားစုကိုပုံဖြတ်ခဲ့တယ်သူ့အဖေကတော့မရှိတော့ဘူးဒီအတွက်အိမကမိသားစုတာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းလာခဲ့ရတယ်အရင်ယူသားခဲ့တဲ့အိမကဥမတောင်းမှတီလာဆောင်မယ်ဆိုတော့သဘောတဘာဝအတိုင်းပဲမာယာများတဲ့ မဟုလောကတုံတဲ့ကိုသူဝင်လာခဲ့တယ်။အဲ့မဟုလောကထဲမှာဇင်းကြံရှောင်းရင်းနဲ့ကြာလာတဲ့အခါမှာသူတီးလိုက်ကကိုယ့်မျက်ခုံးမွေးပေါ်မှာဇင်းကြံရှောက်ခံမလားကိုကပဲသူများမျက်ခုံးမွေးပေါ်ကိုဇင်းကြံရှောက်မလားအဲ့လိုပုံစံမျိုးနဲ့ဒီမဟုလောကကိုသူကပြတ်တန်းလာတယ်။ဒီယမားချောင်းကိုဖြတ်ပြီးတော့မုံရွာတမူးကိုအသွားပြန်လုံနေရတဲ့အိမတယောက်သူ့ရဲ့အဖြစ်အပျက်တွေသူ့ရဲ့ဇယိုက်တွေ ဒီစာအုပ်ထဲမှာလေ့လာရမယ်။စာအုပ်ထဲကဇက်ကောင်တွေကိုချင်းကဲကြည့်မိမယ်ဆိုရင် လူသားတို့ရဲ့စိတ်ခံစားချက်တို့ခံယူချက်တို့ဘဝအခက်ခဲနဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကွဲပြားခြားပုံတွေကိုအသေးစိတ်မြင်သာစေတယ်။ဥပမာအဓိကဇက်ဆောင်အဓိကဇက်လိုက်ဖြစ်တဲ့အေးမာပေါ့။အေးမာကလည်းရဲစရဲနိုင်တယ်။ရိုးရိုးသားသားလောက်ကင်စားတောက်ခဲ့တော့လေဒီခစ်စနေရစင်းရင်တွင်နဲ့တတဲ့နဲ့လာတယ်။ဒါပေမဲ့အမေနဲ့ညီမအဆင်ပြေအောင်ဒီမောက်ကိုလောကတွေကိုသူမဖြစ်မနေ။ င်ရောက်ခဲ့ရတယ်။အဲဒီခါမှာကိုကျင့်တရားကိုရှေ့တန်းမတင်နိုင်တော့ဘူး။မာယာတွေများတဲ့လောကကြီးထဲမှာသူ့လိုကိုလိုကုခတ်ရင်းနဲ့ပဲဒီလောကတန်ကိုခံစားနေရတဲ့အိမာကိုနားနိုင်တယ်။ဒီမာယာဘုံရဲ့လိုင်းတန်ပတ်တန်နေကြမှာအိမာဘလို့ရင်ဆိုင်လဲဆိုတာတော့အောက်ထဲမှာလေးလာကြည့်တင်တယ်။အိမာရဲ့ညမတိုးမရဲ့ဇယိုက်ကိုလေးလာကြည့်မယ်ဆိုရင်သူ့ရဲ့အဖြူမူလေးတွေကဒီစာဖတ်သူကိုတိမ်မွေးစေရပေါ့။တယုတ်ချေရိုးစကားလေးနဲ့ပြောမယ်ဆိုရင်ဘာမှမသိတာခတ်တယ်ဒါပေမဲ့ကံကောင်းတယ်ဆိုရဲအတိုင်းပဲ ိုးမကဒီလောကကြီးကြောင်းကိုအေးမလောက်မသိဘူးဒါမဲ့အေးမလောက်လည်းမဖြတ်တန်းခဲ့ရဘူးအိယာကပဲသူ့ဘဝကိုငြိမ်းချစေတယ်အေးချမ်းစေတယ်လို့ပြောရမယ်မသိတဲ့ပတ်ဝန်းကျင်ကကျင်းချင်းလေးဒါပေမဲ့သူကံကောင်းနေတယ်ပေါ့နော်သိရင်သိသလောက်ဝင်တော့ကားတွေရှိနေတာဆိုရှိနေတဲ့အကြောင်းကိုလည်းဆရာကြီးမြတ်တန်းတင်ကပြပြခြင်းပုံရတယ်နောက်တစ်ယောက်ကတော့ကုံမြင့်ပေါ့ကုံမြင့်ကတော့အေးမနဲ့အပြိုင်ပေါ့ပါဝင်တဲ့ဇက်ကောင်ကိုပြောရမယ်သူကကြတော့ ဘလို့အချိန်နေပဲရောက်ရောက်အကောင်းဘက်ကပဲအမြဲတွေးတက်တယ်လို့ပြောရမယ်ကိုချင်းတရားကိုတရားသက်ဖွယ်ကိုကိုယ်စီကတ်တက်တဲ့သူတွေရောက်နောက်ထမင်းတစ်လုံးအတွက်မကောင်းမှုအမြဲတမ်းဟိုကမလုပ်ဘူးလို့ဆုံးဖြတ်ထားတဲ့သူတွေရောက်အဲ့လိုလူမျိုးအဲ့လိုလူမျိုးက မောင်ကိုလုပ်ငန်းကိုမတက်တာ၍လုပ်ရန်ပြင်ဆင်တဲ့အချိန်မှာဒီကိုမြင့်မြင်တဲ့သဘောတရားတွေကိုဒီစောက်ထဲမှာပေါ်ပြထားတယ်သူကအမောင်သာရှိသေးမဟုတ်အလင်းရောင်လည်းရှိသေးဘူးသူကအမြဲတမ်းခံယူထားတယ်ပေါ့အလင်းနဲ့အမောင်ကြားမှာ အဲဒီအတွေးခေါ်တွေရင်းချက်မှုတွေအဲအရာတွေကိုဒီကိုမြင့်စီမှာတွေ့ရတယ်ပေါ့အများမောခရီတောက်တလိုမျိုးဒီမတောက်တတ်တဲ့ကိုမြင့်ရဲ့ဇယိုက်ခိုးလေဒီထဲမှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ရနိုင်တယ်ကြောက်တီကအယောင်ပြောင်းကြသလိုလူတွေကလည်းအယောင်ပြောင်းတတ်ကြတယ်ကြောက်တီနဲ့လူတွေနဲ့မတူတဲ့အချက်တစ်ချက်ချင်းအဲ့ဒါကဘာလဲဆိုတော့ကြောက်တီကအယောင်ပြောင်းတယ်အသွင်ပြောင်းသွားပေမဲ့သူတို့ရဲ့ငကိုရှင်ရင်းဆွဲကိုတော့ဘယ်တော့မှမပြောက်ဘူးဒါပေမဲ့လူတွေကတော့ငကိုရှင်ရင်းဆွဲကိုပြောက်ွယ်သွားတတ်တယ်ပေါ့ အဲ့ရကလူတွေရဲ့လှည့်စားမှုနဲ့အတူဖြစ်ပေါ်လာတဲ့မာယာဘုံကြောင့်ပဲလို့ဆိုရမယ်။သူရဲ့ခြံင်းချင်းခံရတဲ့ကြောက်စလိခဲလေးလေးတို့ဘဝတွေအကြောင်းကိုလေ့လာရမယ်။နောက်ပြီးကြတော့ခစ်ပြန့်ရင်စီးပွားရှာလို့ကောင်းတယ်ဆိုတဲ့လူဒန်းစားတွေအကြောင်းတွေပြီးတော့မောင်ဟိုလောကအတွင်းမှာအချင်းချင်းပြောဆိုကြတဲ့ဒီအတုံးလုံးတွေစကလုံးတွေဒါတွေကိုလည်းကျွန်တော်တို့ဒီထဲမှာအထင်သာမြင်ရမယ်။နောက်ပြီးတော့ဝိသမလောဘသားတွေအပြင်ဒီအခြေခံလူဒန်းစားတွေဖြစ်တဲ့ကြောင်မီးသွေးချင်းမှာ ဒီပင်ပင်မမန့်နဲ့အလုပ်လုပ်ကင်နေကြတဲ့ဒီအလုပ်သမားအကြောင်းတွေပါမယ်ပြီးတော့ခက်ဆုပ်ဆုပ်ပြက်ပြက်အိမ်မက်တွေကြားထဲမှာအသွင်ပြောင်းလာကြတဲ့ဒီအလက်အပြောင်းလူတွေအကြောင်းကိုလည်းကျွန်တော်တို့ဒီဆောက်ထဲမှာလေ့လာရနိုင်တယ်စာပေအနှစ်သာရနဲ့ပြည့်စုံတဲ့စာအုပ်တော်လို့ပြောရမယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအဆုံးထိလိုက်ပါကြည့်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါဦးအားလုံးပဲ subscribe ချင်းကိုချိန်ပေးပြီးတော့ပြောင်းလဲနိုင်ကြပါစေ See you in the next video.